မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ22ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့သတင်းမီဒီယာများအနေနဲ့စစ်ကောင်စီနဲ့စစ်တပ်အပေါ်ကိုထိခိုက်စေတဲ့ရေးသားမှုများရှောင်ကျဉ်ကြရတဲ့စစ်တပ်ကိုစန့်ကျင်သူများကိုအားပေးအမြောက်ပြုလုပ်ပြီးတော့ရေးသားရင်သတင်းမီဒီယာများကိုအရေးယူမယ်လို့အကြံပတ်စစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးမောင်မောင်အောင်ကချင်းချောက်ပြောဆိုလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြံပတ်စစ်ကောင်စီကဖွဲ့စည်းထားတဲ့စစ်တပ်အလို့ကျအမိခံမြန်မာသတင်းမီဒီယာကောင်စီနဲ့တွေ့ဆုံတဲ့အချိန်မှာ၎င်းကအခုလိုမျိုးထပ်မံပြီးတော့ချင်းချောက်ပြောဆိုလာတယ်လို့သိရပါတယ်။ယနေ့ခေတ်မှာသတင်းမီဒီယာဟာလွန်စွာအရေး ြည့်ပြီးတော့သတင်းမီဒီယာများရဲ့လွှမ်းမိုးမှုဟာနိုင်စင်ဘဝများကိုလွန်စွာအကျိုးတက်ရောက်မှုရှိကြောင်းပြောဆိုလိုက်ပါတယ်စစ်ကောင်စီနဲ့စစ်တပ်အပေါ်မှာထိခိုက်စေတဲ့ရေးသားဖော်ပြမှုများကိုရှောင်ကြဉ်ကြရန်နဲ့အပြူသဘောရေးသားဖော်ပြကြရန် သတင်းမီဒီယာများအနေနဲ့စစ်တပ်ဆန့်ကျင်သူများကိုအားပေးအားမြောက်ဆန့်တဲ့သတင်းများပြည်သူများအထိတ်တလန့်ဖြစ်စေတဲ့သတင်းများတည်ငြိမ်အေးချမ်းမှုကိုပြပြစေမဲ့သတင်းများကိုရေးသားဖော်ပြခြင်းများမပြုတ်လောက်ကြရန်လိုက်နာခြင်းမရှိပါကတည်ဆဲဥပဒေနဲ့အညီအရေးယူဆောင်ရွက်မယ်ဆိုတာကိုကြေပြန့်စွာအတိပေးရန်လိုအပ်တယ်လို့မောင်မောင်အုံးကချင်းချောက်ပြောဆိုလိုက်တယ်လို့သိရပါတယ်လက်ရှိမှာစစ်ကောင်စီရဲ့ဖိနှိပ်မှုများကြောင့်ပြည်တွင်းမှာရပ်တည်နေတဲ့ public မီဒီယာတချို့ဟာသတင်းရေးသားဖော်ပြရမှာလွတ်လပ်စွာရေးသားခွင့်လုံးဝကိုမရှိတော့ဘဲသတင်းလွတ်လပ်ခွင့်မှာဆုံးရှုံးနေတယ်လို့သိရပါတယ်စစ်တပ်အလို့ကြ ရေးသားတယ်။ lobby media အမိခံများဟာလည်းစစ်တပ်ကထုတ်ပြန်ထားတဲ့သတင်းစာများကိုသာအဓိကဦးစားပေးဖော်ပြနေတဲ့အတွက်ပြည်တွင်းသတင်းလွတ်လပ်ခွင့်ဟာအခြေအနေဆိုးဝါးနေတယ်လို့ပြောဆိုထားပါရယ်။ပြည်တွင်းမှာရှိတဲ့ media တွေကတော့အများကြီးမလုံနိုင်တော့ပါဘူး။တိုက်ပွဲသတင်းတွေနဲ့စစ်ပွဲရလဒ်တွေကတော့ပြည်ပအခြေစိုက် media တွေစီကနေပဲဖတ်နေရတာ ပြည်ရင်းမီဒီယာတွေကအဲ့ဒါတွေကိုဖော်ပြဖို့တော်တော်ကိုခက်ခဲပါတယ်အခုထပ်ပြီးတော့အခုလိုမျိုးချင်းချောင်းလိုက်တော့ပြည်ရင်းမှာရှိတဲ့ public ကလွတ်လပ်တဲ့မီဒီယာတွေကတော့ပို့ပြီးတော့ဖိအားပေးခံရတာပေါ့ပြည်ပရောက်တဲ့မီဒီယာတွေကတော့သူတို့ဘာပြောပြောတက်ကလက်လန်းမမီတော့ဘူးလေပြည်ရင်းမှာရှိနေတဲ့သူတွေကိုပဲပို့ပြီးတော့နှိပ်ကွတဲ့သဘောလို့မြင်ပါတယ်လို့ပြည်ရင်းက public ကသတင်းမီဒီယာတစ်ခုက editor တဦးကသုံးသပ်ပြောဆိုထားပါတယ်အချမ်းဘတ်စစ်ကောင်စီက2021ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာအာဏာသိမ်းပြီးတဲ့နောက်မှာသတင်းသမား 190ကျော်ကိုဖမ်းဆီးခဲ့ပြီးတော့လက်ရှိအချိန်အထိကိုတရင်းသမား90ဝန်းကျင်ကိုထောင်သွင်းအကျဉ်းချထားတယ်လို့သိရပါဗါဒါအပြင်2021ခုနှစ်မတ်လ10ရက်နေ့ကစတင်ပြီးတော့တရင်းမီဒီယာ20ဝန်းကျင်ကိုလည်းလိုင်းစင်ရုပ်သိမ်းပြီးတော့တရားမဝင်တရင်းမီဒီယာများအဖြစ်နဲ့ကြေညာထားကြောင်းတရင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းချောင်းမြို့နယ်ချောင်းမြင်းမှုလမ်းပိုင်းတနေရာမှာအကြမ်းဖက်စစ်ကောင်စီရဲ့ရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဇန်နဝါရီလ22ရက်နေ့မနက်09:50မိနစ်အချိန်မှာစကိုင်းမြို့တပ်မ33ကနေမုံရမြို့ဘက်ကိုချင်းဒီတယံထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ကွန်တိန်နာတွဲကားအစီး90နဲ့လုံခြုံရေးပေးရန်လိုက်ပါလာတဲ့စစ်ကား၈စီးတို့ကိုချောင်းမြင်းမှုလမ်းပိုင်းတနေရာမှာကြိုတင်သတင်းရတဲ့အတွက်အသင့်ကြိုတင်ပြင်ဆင်ထားတဲ့မိုင်းတွေနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက် တိုက်ဆုံမှုကိုတော့စုံစမ်းနေသေးဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်သားများက drone disease နဲ့ကင်းထောက်ပြီးတော့လက်နက်ကြီးလက်နက်ငယ်များနဲ့ပြန်လည်ပစ်ခတ်ခဲ့တော့လေတော်လိုင်းပူပေါင်းတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကိုလျှက်စီးတပ်ခွဲနဲ့အတူ11 people defense force ဘုံနိုင်လေးဝင်းမုံတိုင်းပြည်သူ့ကာကွယ်တပ်ဖွဲ့ Royal Tiger Force စာလင်ကြီးနဲ့ຫນွေဦး Brothers Column တို့ကအတူတကွပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခခကနေထွက်လာတဲ့စစ်ကားများကိုနှစ်ချိန်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးတော့အကြမ်းဖက်စစ်တပ်ဘက်ကလက်နက်ငယ်များနဲ့ပြန်လည်ရန်တပ်ပစ်ခတ်တဲ့အတွက်ပြည်သူတို့ကြီးစံထိမှန်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ22ရက်နေ့မနက်09:50မိနစ်ခန့်မှာမုံရွာမြို့နမခဌာနချုပ်ကနေထွက်လာတဲ့မိုးကအုပ်ကား3စီးကိုတော်လိုင်းတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနေ့မုံလေ3နိုင်ကမှာနမခဌာနချုပ်ကနေထပ်မံထွက်ခွာလာတဲ့တန်ချက်ကပါဝင်တဲ့စစ်ကား10စီး ပရင်တန်းကိုတွန်လိုင်းတပ်ဖွဲ့များကထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုအခြေအနေနဲ့စစ်ကားပြက်စီးမှုရှိမရှိကိုတော့အတိမပြုတ်နိုင်သေးပဲတွန်လိုင်းရဲဘော်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတွေဘက်ကလက်နက်ငယ်များနဲ့ရန်တပ်ပစ်ခတ်ခဲ့တဲ့အတွက်ကြောင့်လမ်းသွားလမ်းလာအမျိုးသမီးပြည်သူတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။နောက်မှခါကနေထွက်လာတဲ့စစ်ခွေးကားတွေကိုနှစ်ချိန်မိုင်းဆွဲတိုက်ခိုက်ခဲ့တာစစ်ခွေးကားတွေနဲ့စစ်ခွေးတွေထိခိုက်သေးဆုံးမှုကိုတော့အတိမပြုတ်နိုင်သေးဘူးဆ ုံစမ်းနေပါတယ်လို့လျက်စီးတက်ခွဲကကိုမိုးချိုးကပြောပြထားပါတယ်။၎င်းတိုက်ခိုက်မှုကိုလျက်စီးတက်ခွဲနဲ့အတူ11 people defense force ၊နွေဦး brothers ကလည်းဘုံနိုင်လေးဝေမုံနိုင်ပြည်သူ့ကာကွယ်အဖွဲ့မုံရွာခရိုင်အမှတ်15တိုက်ရင်တက်ခွဲ၃၊စကိုင်းခရိုင်တိုက်ရင်၅တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်မော်လမြိုင်မြို့လှံရက်ကွက်နယ်တာယာအေးရော့ကွက်မှာရှိတဲ့နေအိမ်900ခန့်ကိုကျူးကျော်ဆိုပြီးတော့ပြည်နယ်နယ်လုံးဝင်ကြီးဘုံမူကြီးကျော်စွာရဲ့အမိန့်နဲ့အကြမ်းဖက်စစ်တပ်ကအတင်းအဓမ္မဖေရှားခိုင်းနေပြီးတော့အသာတကြီးထွက်ခွာခြင်းမပြုပါကပြစ်ခတ်မယ်ဆိုပြီးတော့ပြည်သူများကိုချိန်ချောင်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မော်လမြိုင်မြို့လှံရက်ကွက်နယ်တာယာအေးရော့ကွက်မှာရှိတဲ့နေအိမ်900ခန့်ကိုစစ်တပ်ကဇန်နဝါရီလ30ရက်နေ့နောက်ဆုံးထားပြီးတော့ဖေရှားရန် ကျူးကျော်နေအိမ်များဖြစ်တဲ့အတွက်အမြန်ဆုံးဖယ်ရှားကြရန်ချင်းချောက်အကြောင်းကြားစာများလိုက်လံပေးပို့နေတယ်လို့သိရပါဗျ။အခုလိုမျိုးအကြောင်းကြားစာများလိုက်လံပေးပို့တဲ့အချိန်မှာစစ်တပ်ကပြည်သူများအနေနဲ့နေအိမ်များကနေအသာတကြီးထွက်ခွာခြင်းမပြုပါကပြစ်ခတ်ရမယ်လို့ချင်းချောက်ပြောဆိုခဲ့တယ်လို့သိရပါဗျ။အချက်မဲ့စစ်တပ်ကအတင်းအဓမ္မပြောင်းရွှေ့ခိုင်းတဲ့နေအိမ်များဟာလွန်ခဲ့တဲ့၈နှစ်ကလေးက ြေပိုင်ရှင်အစစ်စင်ထံလွှဲပြောင်းပြီးတော့ရောင်းဝယ်ယူထားတဲ့နေအိမ်များဖြစ်ပြီးနေထိုင်သူများဟာစင်ရဲနွမ်းပါတဲ့လက်လုံလက်စားများဖြစ်တယ်လို့သိရပါတယ်။အတင်းအကျပ်စစ်တပ်ကချင်းချောက်ပြောင်းနေခိုင်းတဲ့အတွက်ရက်ကွက်နေပြည်သူများဟာဘယ်နေရာကိုပြောင်းရွှေ့ရမယ်ဆိုတာကိုမသိကြဘဲငိုယိုထိတ်လန့်ပြီးတော့စိုးရိမ်နေကြတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ကလည်းအသားတကြီးမပြောင်းပေးပါကပြစ်ခတ်မယ်ဆိုပြီးတော့ချင်းချောက်ထားတဲ့အတွက်ပြည်သူများဟာကြောက်လန့်နေကြတယ်လို့သိရပါတယ်။မော်လမြိုင်မြို့မြို့ဆောင်လမ်းကပြည်သူပိုင်နေအိမ်တွေကိုအတိအကျမှဖယ်ရှားခိုင်းနေပါတယ်။နေလုံးဝင်ကြီးရဲ့အမိန့်နဲ့ဆိုပြီးတော့စစ်ခွေးအုပ်စုနဲ့အုပ်ချုပ်ရေးမှုတွေ ကပြည်သူတွေကိုအတိအကျအချက်ကင်ပြီးတော့ကိုချိမ့်ချောက်ပြီးတော့အတင်းဖယ်ခိုင်းနေတယ်နေအိမ်က900နီးပါးဝင်းကျင်ရှိတယ်ကျွန်တော်တို့အခေါ်ရဆိုရင်အုပ်ဖို့ရက်ွက်လို့ခေါ်ပါတယ်သူတို့အမိတတ်ထားတာကတော့ကျူးကျော်ဆိုပြီးတော့ဖယ်ခိုင်းတာပါလွန်ခဲ့တဲ့၈နှစ်လောက်ကလေးကအကွက်ရိုက်ထားလို့ပြည်သူတွေဝေထားတာမြေပိုင်ရှင်တွေကနေပြီးတော့မြေအယောင်းဝယ်လုပ်တဲ့သူတွေကပြန်ရောင်းတယ်အဲ့ဒီကနေအစင်းစစ်ဝေကြတာအဲ့ဒီမှာနေတဲ့ပြည်သူတွေကအကုန်လုံးမရှိတဲ့သူတွေပါစားဖို့တောင်မှမနေရုံးကန်နေရတဲ့သူတွေသူတို့မှရှိစုမဲစုနဲ့ဝေထားကြတာ အကုန်လုံးစိတ်တော်ကရောက်နေကြရရှာတယ်အတင်းချင်းချောက်ပြီးတော့စစ်ခွေးတွေကတခုခုဆိုရင်ပြစ်မိန်မှာပါတယ်ဆိုပြီးတော့ပြောပြောနေလို့ပြည်သူတွေခမကြောက်လန့်နေရပါတယ်တခုခုရောင်းရင်းဆန်ခတ်ဖြစ်ပြစ်မယ်ဆိုပြီးတော့ချင်းချောက်နေပါတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်ပြည်သူတွေရဲ့နေအိမ်များဖျက်သိမ်းတဲ့အမိန့်ကိုဇန်နဝါရီလ10ရက်နေ့မနက်9:00ခန်းမှာမွန်ပြည်နယ်အစိုးရအဖွဲ့ယုံအောင်ဆန်းခန်းမှာပြုလုပ်ကျင်းပတဲ့အစည်းအဝေးမှာ လုံခြုံရေးနဲ့နေဆက်ရေးရာဝင်ကြီးကနေအိမ်များကိုဖျက်သိမ်းရန်ညွှန်ကြားခဲ့ခြင်းဖြစ်ပြီးတော့လိုင်နာဆောင်ရွက်ခြင်းမရှိပါကပြည်သူများကိုဥပဒေနဲ့အညီအရေးယူဆောင်ရွက်သွားမယ်လို့အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်းတင်ပြရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့ဇကိုင်းတိုင်းကံဘလူမျိုးပေါ်ကရက်ွက်များနဲ့ကြေးရွာများကလူငယ်အများပြားကိုအကြမ်းဖက်ဆက်တဲ့ကစစ်မှုထမ်းခိုင်းရန်နေရောညပါအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်နေတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် မနေ့ကဇန်နဝါရီလ22ရက်နေ့မွန်းလွဲတန်တိုင်ကန်အချိန်မှာကံဘလူမျိုးပေါ်အမတ်နဲ့ရက်ွက်မှာရှိတဲ့ဘီလီယာခုံတစ်ခုံမှာဘီလီယာထိုးနေကြတဲ့လူငယ်9ဦးကိုစစ်တပ်လက်အောက်ခံအမတ်နဲ့ရက်ွက်အုပ်ချုပ်ရေးမှုမိုးကြော်နယ်အဖွဲ့ကအတိအဓမ္မဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေသခံပြည်သူများထံကသိရှိရပါတယ်လူငယ်9ဦးကိုစစ်ကောင်စီရဲ့633တက်ကနေတဆင့်လေးချောင်းကနေပို့တာလို့သိရတယ်တချို့ပတ်စံတက်နိုင်တဲ့သူတွေကိုတော့ပြန်ရွေးခိုင်းတာတွေရှိနေတယ်လို့ကျွလာတက်ကြွလှုပ်ရှားသူများအဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်ဒါအပြင် ဇန်နဝါရီလ15ရက်နေ့ကလည်းကံဘလူမြို့နယ်ကစွန်းအင်းရွာနယ်ကံတာလရွာကလူငယ်အယောက်30ကျော်ကိုကံဘလူမြို့ထွေးအုပ်ရုံးနယ်ကပ်ရက် One Stop Service OSS ရုံးကိုဖမ်းဆီးခေါ်ဆောင်လာခဲ့ပြီးတော့ဇန်နဝါရီလ16ရက်နေ့မှာကမ်ဘလူ63336ကနေတဆင် MI70 ရဟတ်ယာဉ်နဲ့နှစ်ကြိမ်တိုင်တယ်ဆောင်သွားကြောင်းကျွလကမ်ဘလူတက်တော်လှုပ်ရှားသူများအဖွဲ့ကပြောပြထားပါတယ်ကမ်ဘလူမျိုးနယ်ချေးရွာများအတွင်မှာညပိုင်းမှာစစ်တပ်ကလက်နက်အားကိုးနဲ့ပေါ်တာဆွဲဖမ်းဆီးနေခြင်းဖြစ်ပြီးတော့ပြည်သူများဟာထွက်မပြေးရဲပဲဖြစ်နေကြတယ်လို့ပြောပါရယ်ကမ်ဘလူမျိုးပေါ်ကနေပေါ်တာဆွဲခံရတဲ့လူငယ်တအုပ်ဟာ ထွက်ပြေးသွားတာကိုပြန်မိတဲ့အချိန်မှာဝိုင်းဝန်းပြီးတော့ထိုးနှက်ပြီးရိုက်နှက်ကြောက်ကံမှုများကိုစစ်ကောင်စီကလှုံ့ဆော်ခဲ့တယ်လို့ပြောပါရယ်အကြမ်းဖက်စစ်တပ်နဲ့အကြမ်းဖက်တင်ငန်းဝဝါတော်ဝါက ကံဘလူမျိုးနဲ့ကြေးရွာများကအင်တော်စုစည်ရဲများကိုလိုက်လံတောင်းခံနေပြီးတော့ပြည်သူများကိုလက်နက်အားကိုနဲ့ပေါ်တာဆွဲဖမ်းဆီးနေတယ်လို့သိရပါတယ်လက်ရှိမှာကျွန်းလာမျိုးမြောက်ဘက်ပေကုန်းရွာမှာလည်းအင်တော်စုစည်ရဲများကိုလိုက်လံတောင်းခံနေကြောင်းဒေသခံပြည်သူများထံကသိရပါတယ်ပြည်သူစစ်ခေါင်းဆောင်အကြက်ဖက်တင်ငန်းဝတ်ဝါတော်ဝါကကံဘလူခရိုင်မှာပြူစောတိအင်အားစစ်မှုထမ်းအင်အားဘလောက်တောင်ရှိတယ်ဆိုပြီးတော့အမြဲလိုလိုကြွားလုံးထုတ်ဝါဒဖြန့်နေတော့လေတကယ်လက်တွေ့မှာတော့၎င်းတို့စိုးမိုးထားတဲ့မြို့ပေါ်နဲ့အနီးတစ်ဝိုက်မှာရှိတဲ့ခြေရွာများကလူငယ်များကို အတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးပြီးတော့စစ်မှုထမ်းကိုပို့ဆောင်ခြင်းများနဲ့ပြူစောတိတင်တန်းပေးခြင်းများကိုအင်အားသုံးပြီးတော့လှုပ်ဆောင်ရရှိတယ်လို့ကျွန်းလကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းတီအန်အယ်ကတင်ပိုက်ထားတဲ့နောင်ချုံမြို့နယ်ပါရမီလဖက်ရီဆိုင်ကိုစစ်တပ်ကလေယာဉ်နဲ့ဘုံကျဲချခဲ့ရာအရသား10ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဇန်နဝါရီလ22ရက်နေ့မနက်7:23မိနစ်အချိန်မှာနောင်ချုံမြို့နယ်ရဲစခန်းအနီးမှာရှိတဲ့ပါရမီနှစ်လဖက်ရီဆိုင်ကိုစစ်တပ်ကလေယာဉ်နဲ့ဘုံကျဲချသွားတယ်လို့သိရပါတယ်။၎င်းဘုံကျဲချမှုကြောင့်အရသားပြည်သူ10ဦးတေဆုံးပြီးတေဆုံးသူများဟာလဖက်ရီဆိုင်ပိုင်ရှင်မိသားစုနဲ့ဝန်ထမ်းများဖြစ်တယ်လို့သိရပါတယ်။နောင်ချုံရဲစခန်းသားက ပါရမီနှစ်လဖေးဆိုင်ကိုတဲ့တဲ့ကြတာစိုင်ပန်ရှင်မိသားစုကလည်းလဖေးဆိုင်ကိုတန်ရှင်းလုံနေတဲ့အချိန်မှာဘုံကြတာစိုင်ဝန်နန်းတွေကတော့ခေါင်းပြက်ခြေပြက်တွေဖြစ်ကုန်ကြတယ်ဘုံကြတဲ့အချိန်မှာစိုင်ထဲမှာထိုင်နေတာကလည်းတဝိုင်းနှဝိုင်းလောက်တော့ရှိတယ်အကျော်စရာတယောက်ပဲကောင်းကောင်းလွတ်သွားတယ်ပထမကြားတာကတော့အလောင်းရှစ်လောင်းလို့ကြားတာအခုနောက်ဆုံး update ကတော့တေဆုံးသူ10ဦးရှိပါတယ်ဒဏ်ရာရတဲ့သူတွေလည်းဘလောက်တောင်အရေးတွက်ရှိလဲဆိုတာမသိရသေးဘူးလို့နောင်ချိုမြို့ကဒေသခံပြည်သူကရှင်းပြထားပါတယ် TNL ကတိမ့်ပိုက်ထားတယ်ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်ကိုမနေ့ကလည်းလေရင်နဲ့ဘုံကျဲခ ချခဲ့ရာစီပင်ယုံနဲ့ထွေအုပ်ယုံအနီးဘုံကြရောက်ပောက်ကွဲခဲ့ပြီးတော့ပြည်သူတအုပ်တည်ဆုံခဲ့ရတယ်လို့သိရပါတယ်။ဒီကနေ့မှလည်းပြည်သူ၁၀ဦးထပ်မံတည်ဆုံခဲ့ရာနှစ်ရက်အတွင်းမှာပြည်သူစုစုပေါင်း၁၁ဦးလေရင်နဲ့ဘုံကျဲချမှုကြောင့်တည်ဆုံခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်လွိုက်ကော်မျိုးအခြေဆိုင်ခလာရ26တက်ရင်ကစစ်မှုတန်းအဖြစ်နဲ့စုဆောင်ခံရတဲ့တပ်သားတအုပ်ဟာလက်နက်ခဲယမ်းများကိုယူဆောင်လာပြီးတော့ KNDF တက်ရင်ထံမှာအလင်းဝင်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ20ရက်နေ့မှာလွိုက်ကော်မျိုးအခြေဆိုင်ခလာရ26တက်ရင်ကတပ်သားတအုပ်ဟာရွှေတန်းစစ်စင်ရေးအတွင်းမှာလက်နက်ခဲယမ်းများနဲ့အတူထွက်ပြေးလာတယ်လို့သိရပါတယ်။အခုလိုမျိုးအလင်းဝင်လာခဲ့တဲ့သူဟာစစ်ကောင်စီရဲ့ပြည်သူစစ်မှုတန်းအဖြစ်နဲ့အတင်းအဓမ္မစုဆောင်ခံရပြီးတော့စစ်မှုထမ်းနေရတဲ့စစ်ကောင်စီတပ်သားတအုပ်ဖြစ်တယ်လို့သိရပါတယ်။အလင်း င်းဝင်ရောက်ခဲ့သူစစ်ကောင်စီတပ်သားနဲ့အတူ MA11 အမျိုးအစားတနက်တလန်ကြီပေါက်3ခုလက်ပစ်ပုံး2လုံးခိုင်အမီးကြောင့်များနဲ့အတူအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီတပ်သားများအနေနဲ့အာနာရှင်စစ်ကောင်ဆောင်များရဲ့လူတစုအကျိုးအတော်အကြမ်းဖက်ဖိနှိပ်နေတဲ့လောက်ရများမှာတောက်တိုင်များအဖြစ်နဲ့ရက်တည်ပြီးတော့ခြေမုံခံရမယ့်အစားအချိန်မီလက်နက်အပ်ပြီးတော့ပြည်သူလူထုထံကိုခိုးလုံခြင်းအပြင်ဂုံတိတ်ခါရှိစွာနဲ့ဘဝအစ်မှာရှင်သန်ကြရန် KNDF ဘဟုကတိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ